မန်တက်ကပြောရအောင်လို့မင်္ဂလာပါဆိုပြီးခဲ့တဲ့ဘက်က Air Force တောင်းပြောပြခဲ့ပြီးပြီးသူမှာ buff service တွေပါလဲပေါ့နော်ဆိုတော့အခုဒီနေ့မှာတော့အဲ့ Air Force ကအဓိကအားစိုက်ပြီးလုပ်နေတဲ့ Air Force Force အကြောင်းလေးကိုနည်းနည်းလေးထပ်ပြီးရှင်းပြပေးကြမှာပါအဖော်ဖော့စ်မှာအဓိက session ရ၅ခုရှိတယ်။ quarter ၄ခုနဲ့ဒီ quarter တွေကို set ပေးထားတဲ့ central hub ကြီးပေါ့နော်။ဆိုတော့ပထမဆုံး central hub အကြောင်းပြောအောင်။ ဆိုသူရဲ့အလုံးလုံးပုံအောင်ကျွန်တော်တို့အပြင်လောက airport တစ်ခုဒါမှမဟုတ် train station တစ်ခုနဲ့အလားတနံတူတယ်ဆိုအခုမှ air force vault ထဲကိုဆက်ရောက်လာမဲ့သူတွေအတွက်ပေါ့သူကဒီ air force vault နဲ့သူ့ရဲ့ resource တွေအကြောင်းကိုဒီမှာရှင်းပြပေးမယ်ပြီးတော့ဒီ central hub ကနေမှတစင် user တွေက sky train နဲ့အတူ air force ရဲ့ quarter တုံးခုကို access လုပ်လို့ရမှာပါဆိုတော့ဒီ central hub အောက်မှာတော့ full quarter ရှိပြီးတော့သူကတစ်ခုတည်းသော main surface အောက်က quarter ပါပထမဆုံး quarter ကတော့ဒီ calligraphy artwork တွေနဲ့ inspire လုပ်ထားတဲ့ ကာလီနိုဗာလို့ခေါ်တဲ့ quarter ပဲဖြစ်ပါတယ်ဆိုတော့သူရဲ့ဒီနာမည်ကိုလည်း Art Sansan ပဲပေးထားတယ်ဆိုတော့ဒီ quarter မှာတခြားသော business တွေလည်းလုပ်မယ်ဆိုပေမဲ့အဓိကသူတို့အာယုံဆိုင်ပြီးလုပ်မှာတော့ art နဲ့ artwork တွေနဲ့ပတ်သက်တဲ့ business တွေပါနောက်ထပ်တစ်ခုကတော့ Akamoto လို့ခေါ်တဲ့ quarter ပဲဖြစ်ပါတယ်သူရဲ့ဒီ Akamoto ထက် AR ဆိုတဲ့နာမည်တော့ Arcade ကနေယူရတာဖြစ်ပြီးတော့ဒီ Kamoto ဆိုတာကဒီ Bitcoin ကိုဖန်တီးခဲ့တဲ့သူတွေ၃လေး၃ထားရှိတဲ့ pseudonym တစ်ခုပါဒီ quarter ထဲမှာတော့ကျွန်တော်တို့ဒီ gaming နဲ့ပတ်သက်တဲ့ ဟာတွေကို focus လုပ်သွားမယ်သူမှဒီ e-sport ပြီးတော့ e-sport နဲ့ပတ်သက်တဲ့ tournament တွေကိုဒီ quarter တွေမှာလုပ်မှာဖြစ်ပါတယ်ဆိုတော့ gamer တွေအများဆုံးအယောက်ဆုံး quarter တစ်ခုဖြစ်လာမှာပေါ့ဆိုတော့တတိယ quarter ကတော့ Terra Valley လို့ခေါ်ပြီးတော့ဒီ quarter မှာတော့ music နဲ့ပြီးတော့ entertainment နဲ့ပတ်သက်တဲ့အရာတွေကို focus လုပ်သွားမှာပေါ့ဆိုတော့ဒီမှာ music concert တွေလုပ်မယ်ဆိုတော့ performance တွေလုပ်မယ်ဆိုတော့ ဒီ entertainment နဲ့ပတ်သက်တာတွေအရာအားလုံးကိုဒီထဲမှာကျင်းပမှာပဲဖြစ်ပါတယ်။ဆိုတော့သူရဲ့နာမည်တွေက Terra Valdi ရဲ့အတိပယ်ကတော့ Terra ဆိုတာကလက်တင်လိုမျိုး art ကိုကိုးစားပြုပြီးတော့ Valdi ဆိုတာကတော့ Italy လူမျိုး classical composer Antonio Vivaldi ရဲ့နာမည်ကိုယူထားတာပဲဖြစ်ပါတယ်။ ဆိုတော့နောက်ဆုံး quarter ကတော့ collapsy လို့ခေါ်တဲ့ quarter ပါဆိုတော့ဒီ quarter ထဲမှာတော့ကျွန်တော်ဒီ emerging technology နဲ့နောက်ပြီးတော့ innovative ဖြစ်တဲ့ technology နဲ့ပတ်သက်တဲ့အရာအားလုံးမှန်သမျှကိုဒီ quarter ထဲမှာပဲ focus လုပ်သွားမှာပါအဲပြောမယ်ဆိုလို့ရှိရင်ဒီ tech entrepreneur တွေဒီ scientist တွေစုစည်းတဲ့ quarter တစ်ခုဖြစ်လာမှာပေါ့နော်အဲနည်းနည်းတော့ nerd ဆန်လိမ့်မယ်သူရဲ့ collapsy ဆိုတဲ့နာမည်ကနာမည်ကြီး scientist တယောက်ဖြစ်တဲ့ Nikola Tesla ရဲ့နာမည်ကိုလာယူရဖြစ်ပြီးတော့နောက်ဆုံးက X1 ကတော့ galaxy ဆိုတဲ့စလုံးနဲ့နေယူရပါဒီ quarter တစ်ခုစီမှာ Air Force ကနေပြီးတော့ virtual store ဖြစ်တဲ့ shop တွေကို quarter တစ်ခုမှာ25ဆိုင်တိတိဖွင့်ပြီးတော့ဒီဆိုင်တွေပြန်ပြီးရောင်းချသွားမယ်အခုလက်ရှိ2021ဒီဇင်ဘာအထိကိုဒီ Kalinova နဲ့ Agamotto quarter ရဲ့အခန်းတွေရောရောင်းကုန်ပါပြီဆိုတော့ quarter နှစ်ခုစာအခန်းတွေပဲကျန်တော့မယ်အခု50ပေါ့နော်ဆိုတော့ Alpha Fox ကဒီ metaverse မှာအခြား blockchain technology တွေထည့်သွင်းနေတယ်အခုလက်ရှိမှာတော့ West blockchain ကိုစပို့ပေးထားသေးတယ်ဒီမှာ participant တွေက metaverse ထဲကိုဝင်ဖို့အတွက် Alpha Fox ID ကိုသုံးပြီးရောကိုယ့် avatar ကိုဖန်တီးမယ်ဆိုတော့ဒီလူတွေကပဲဒီ Alpha Fox ရဲ့ product တွေပေါ့နော်ပထမဆုံး early release လုပ်တဲ့ဒီ rare product တွေကိုစပြီး access လုပ်လို့ရမယ်ဆိုတော့လုပ်ဖို့အတွက်ကိုကိုယ် alpha site တွေကိုသုံးပြီးရောအရင်ဆုံးကိုယ့်ရဲ့ metaverse ထဲက avatar တခုဖန်ပြီးပဲပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင်ဒီ alpha spot ရဲ့ဒီ quarter တွေဖြစ်တဲ့ဒီ quarter လေးကိုထဲဝင်ပြီးရောကိုက visit လုပ်လို့ရမယ် access လုပ်လို့ရမယ်ဒီမှာကိုယ် business တွေလည်းလုပ်လို့ရမယ်ပေါ့နော်ဆိုတော့ business တွေရောများသွားပဲဒီ NFT တွေ shopping လုပ်တာတွေနောက်ပြီးတော့တခြားသော user တွေနဲ့ communicate လုပ်တာတွေပေါ့နော်စသဖြင့်ဒါတွေလုပ်လို့ရမှာပါ avatar နဲ့ပတ်သက်ပြီးတော့လည်း citizens လို့ခေါ်တဲ့ 2D 3D avatar တွေကိုဒီ AirForce ကနေ August လလေးရင်မှာ release လုပ်ထားတယ်စုစုပေါင်း avatar ပေါင်း1000တိတိပါဝင်ပါတယ်ဆိုတော့ဒီ avatar ပေါင်း1000ထဲမှာ high profile ဖြစ်တဲ့ဒီ high ranking VIP လို့ပြောလို့ရတဲ့ profile မှာ1300ကျော်ရှိတယ်ဆိုတော့ဒီ VIP တွေကတော့ AirForce တဲ့ ်ပတ်သက်တဲ့ product တွေသတင်းတွေအရာအလုံးပဲရအောင်ဆိုတော့အရင်ဆုံးစပြီး access လုပ်ရမယ်လုံးဝလုံးဝ CMB level နဲ့ပါဆိုတော့ Alphos ကသူတို့ဒီ vault ကို metaverse ထဲမှာဖတ်တီးနေအခုဆိုလို့ရှင် feature တွေလည်းတော်တော်စုံလာတဲ့ပြင်မှာရုပ်လုံးနဲ့တစ်ဖြည်းဖြည်းနဲ့ပေါ်လာပါပြီဆိုတော့ကွာဒီ Alphos phone နဲ့ပတ်သက်ပြီးသိကျင်သေးရဆိုလို့ရှင် alphos.com မှာလည်းတွားပြီးတော့လေ့လာလို့ရသလိုသူတို့ရဲ့ Discord server ကိုလည်း join ပြီးတော့သူတို့ရဲ့ information တွေကိုကွာ live follow လုပ်တာလည်းရပါတယ်ဆိုတော့ video လေးအဆုံးထိကြည့်ပေးသွားတဲ့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ချုံမှုပါအားလုံးပဲ see ya